ရခိုင်သမိုင်းတဲကရေအောင်မျိုးတော်ကြီးသို့မဟုတ်ရေအောင်နှမြုပ်သွားရတဲ့အတိုင်းပြည်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။ Crazy အန်ကောင်းနေပြီးတော့ခြေသေးပြန်လဲကြိုးစိုးလိုက်ပါရယ်။ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ရခိုင်သမိုင်းတဲကရေအောင်မျိုးတော်ကြီးအကြောင်းပဲဖြစ်ပါရယ်။ခြေသေးတို့နေထိုင်ရာကဘာမြေကြီးရဲ့ခေတ်ဆက်ဆက်သမိုင်းကျောင်းတွေကိုပြန်လည်ကြည့်မယ်ဆိုရင်ရေအောင်မျိုးတော်တော်တော်များများလဲရှိခဲ့ဘူးတာကိုလေ့လာတွေ့ရှိရပါရယ်။ လွန်ခဲ့တဲ့9နှစ်ခန့်ကဖျက်တဲ့2015ခုနှစ်တုန်းကဆိုရင်လည်းအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ရေအောင်မြို့တော်တစ်ခုလိုဗုဒ္ဓရုပ်ပွားတော်တွေများစွာနဲ့ပြည့်နေနေတဲ့နေရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ဖို့ကြောင်းသတင်းသက်သက်ကြားလိုက်ရပါသေးတယ်။ခြေတဲ့နိုင်ငံမှာလည်းအဲ့ဒီနေတူပါပဲမြို့ချစ်ရခိုင်လူမျိုးတို့ရဲ့တမိုင်းထဲမှာဆိုရင်လည်းရေအောင်ထဲမှာနေမြုပ်ပြောက်ွယ်သွားတဲ့ ခေါထုံတရစ်တိုင်းလို့အမည်ရတဲ့မြို့တော်တစ်ခုရှိခဲ့ဖို့ကြောင့်သိရပါတယ်။ဘယ်အချိန်ဘယ်နှခုနှစ်ကတည်ရှိခဲ့ပါတယ်ဆိုတဲ့တကယ်တဲ့အခိုင်အမာမရှိပေမဲ့လည်းတမိုင်းစာပေတချို့မှာတော့ဖော်ပြထားသေးပါပဲ။ကောတုံဒရစ်တန်းရဲ့အရှိတ်ဘက်မှာမော်တင်ဇွန်အထီးနဲ့အနောက်ဘက်မှာဘင်္ဂလားပင်လယ်အော်တို့တည်ရှိနေပါတယ်။ ဂေါတုံဒရစ်တိုင်းပြည်စည်းကိုအုပ်စိုးခဲ့သူကတော့မက်ဒရစ်မင်းကြီးပဲဖြစ်ပါရင်ဘယင်ကြီးနှရွာဆန်တဲ့အခါမှာတော့ဒါရော၃ပါးမှဖာကမဲရိုရဲ့ထီးမွေနှမ်းမွေကိုစိုက်ခံခဲ့ကြပါရင်ဒါရော၃ယောက်ကတော့နောင်တော်ကြီးနောင်တော်လေးနဲ့အာဝဆိုတဲ့ညီအထွေးဆုံးတို့ပဲဖြစ်ကြပါရင်ဖာကင်နှရွာဆန်ပြီးချိန်မှာတော့အကြီးဆုံးဒါရောနောင်တော်ကြီးကဘယင်ဖြစ်လာခဲ့ပါရင်ညီတော်လက်ကတော့အင်ရှိဆန်အရာကိုယူပြီးညီတော်ငယ်အာဝမင်းသားကိုတော့စစ်သူကြီးရာဒူ ကိုခွဲဝေယူစီပြီးတော့အုပ်ချုပ်ခဲ့ကြပါတယ်။ဒီလိုအုပ်ချုပ်နေစဉ်အတော်အတွင်းပြည်ရှင်မင်းဖြစ်နေတဲ့အောင်တော်ကြီးဟာဥပုသ်ဆောင်ဝင်လို့တဲ့စိတ်ဆန္ဒပြင်းထန်လာတာကြောင့်ညီတော်လက်ဖြစ်တဲ့နောင်တော်လေးအိမ်ရှိဆံမင်းသားထံမိမိရဲ့ထီးနှံကို အနန္တားခဲ့ကတော်အရက်ကို ထွက်ခွာသွားခဲ့ပါတယ်။အဲဒီနောက်နှစ်လပေါင်းများစွာကြာကြာလာတဲ့အချိန်မှာနောင်တော်လေးကလည်းအကိုနောင်တော်ကြီးနည်းတူတော်အရက်ကိုတရားအားထုတ်ဖို့ရာအတွက် မိမိထီးနှံကိုအငယ်ဆုံးည ီဖြစ်သူစစ်သူကြီးထံလွှဲအပ်ထားရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ညီတော်ငယ်ဆုံးကပဲတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်ခဲ့ရပါတယ်။အခုတော့ဖြစ်သူရဲ့လမ်းစဉ်အတိုင်းတရားဓမ္မပေါင်းတဲ့ကိုရောက်ရှိလာခဲ့တဲ့နောင်တော်လေးရာနောင်တော်ကြီးလာရအရက်ကိုမှန်းပြီးတော့လိုက်လာခဲ့ရာသူတို့နေထိုင်ရာတိုင်းပြည်နဲ့အလွန်ဝေးကွာတဲ့တောင်တန်းတစ်ခုကိုအရောက်မှာညီအစ်ကိုနှစ်ဦးသားစုံတွေ့ခဲ့ကြပါတော့တယ်။နောင်တော်လေးကိုလည်းနောင်တော်ကြီးကတရားအားထုတ်လိုပါကတစ်ဖက်ချမ်းကတောင်တန်းမှာနေထိုင်တော်မူပါလို့ညွှန်ကြားလိုက် ိုက်ပါရယ်။နောက်အချိန်မှာတော့နောင်တော်ကြီးနေခဲ့တဲ့တောင်ကိုနောင်တော်ကြီးတောင် နောင်တော်လေးနေခဲ့တဲ့တောင် ကိုနောင်တော်လေးတောင်လို့ခေါ်တင်စေခဲ့ပါရယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းတိုင်းပြည်မှာအကိုရီရဲ့ထီးနှံအမွေကိုဆက်ခံရင်းဘရင်အဖြစ်ကြံရှိခဲ့တဲ့အာဝမင်းသားကမင်းချင်းတရားနဲ့အညီမအုပ်ချုပ်နိုင်တာကြောင့်တိုင်းပြည်တစ်ခုလုံးကလည်းခိုးသားဓမြရန်တွေရောအစာရေစာတွေပါငတ်မို့ခေါင်းပါလာကယောဂါကဆိုးပေးကြီးလဲဆိုက်ရောက်လို့လာပါတော့တယ်မင်းလို့အုပ်ချုပ်နေသ သူတိုင်းပြည်ရဲ့ဘယင်ဖြစ်သူကိုရိုင်းရဲ့အုတ်ချုပ်ရည်ညံပြင်းမှုတွေကြောင့်ပြည်သူတွေလည်းအကျင့်သီလတွေဖောက်လွဲပြက်ပြားလာကြပါတယ်။တိုင်းပြည်အတွင်းမှာရှိတဲ့တိုင်းသူပြည်သားတို့ကိုးကွယ်နေကြတဲ့တကူးကြီးရုပ်ပွားတော်တစုရှိခဲ့ပူပါတယ်။အဲ့ဒီတကူးကြီးရုပ်ပွားတော်ကြီးကိုမယုံမသိမကိုင်းမဆိုင်ကြပဲမသိမလျော်ပြုမှုခဲ့ကြပါတယ်။ဒါပေမဲ့လည်းမကောင်းမှုပြုနေကြတဲ့လူတစုကြားတဲ့သီလသမားတွေအမြဲမြန်နဲ့ငပုအမည်ရှိအဖိုးအိုလင်မယားနှစ်ဦးကအခုလိုတွေမပြုမှုမချင့်ကြံဖို့ရာပြောဆို ုခဲကြပေမဲ့လည်းအရာမရောက်ခဲ့ပါဘူး။ငပုလင်မယားမှလွဲပြီးသူတို့ရဲ့သားသမီးတွေလည်းပဲရုံညံတဲ့အပြုမူတွေကိုဖျားမှပြုချင်းကြကုန်ပါတယ်။တညမှာတော့ငပုလင်မယားအိပ်ပျော်နေခြင်းနတ်တွေကလာရောက်ပြီး ကောတုံတရစ်တိုင်းကိုနဂါရောကရှင်နှစ်ကစားတော်မှာဖျက်တာကြောင့်ဖျားကိုပင်ဆောင်ယူကမြေတူမအတိမပေးပဲထွက်ပြေးကြပါဆိုကအိမ်မက်လာပေးလာပါတယ်အဖိုးအိုကတော့သားသမီးတွေကိုပြောမိသွားတာကြောင့်ပထမနေ့မှာပဲဖျားပင်မရပဲဒုတိယနေ့မှာတော့မြေတူမမပြောတော့ပဲဖျားကိုအဖွားကိုပင်ကာမသာရရှိသွားပြီးတော့ထွက်ပြေးလာကြပါတယ်ဒီလိုထွက်လာရင် အခုလိတ်ခမောရွာဟောင်းအနီးတောင်ငယ်တစ်ခုကိုရောက်ရှိပြီးတော့အပန်းပြေဖို့ ခိတရန်နာလိုက်ကြပါတယ်။ဒါကြောင့်အတီတောင်ကိုအခုထိတိုင်ငပုတောင်မော်လို့ခေါ်ကြွင်ကြပါတယ်။အဖိုးအိုလင်မယားဟာမိမိတို့လာရလန်းကိုပြန်လဲကြည့်လိုက်တဲ့အခါဂေါ်တုံဒရစ်တိုင်းနေရာကြီးတစ်ခုလုံးဟာရေပြင်အထိသာဖုံးလွှမ်းနေတာကိုတွေ့မြင်လိုက်ကြပါတယ်။အဲဒီကန်ဆတ်မှာအခုဂေါ်တူလို့ခေါ်တဲ့ရွာငယ်တစ်ရွာရှိပါတယ်။တခါတရံအလွန်ဒီရေချချင်းများဆိုရင်ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့နန်းခေါင်တိုင်ကိုပါမြင်ကြရကြောင်းသိရပါတယ်။ ရခိုင်ဒေသဟာ မီးတောင်ရှင်ဝန်းဒေသတစ်ခုဖြစ်ပြီးတော့ကောတုံတရစ်တိုင်းအမန်ရှိခဲ့တယ်ဆိုပါကမီးတောင်ပေါက်ကွဲမှုကြောင့်နေမြုပ်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်1962ခုနှစ်ဧပြီလ2ရက်နေ့ရခိုင်ပြည်နယ်အတွင်းမြေငလင်လှုပ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပူပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ရိုးမာတစ်ခုလုံးကိုပါထိခတ်သွားပြီးတော့ရခိုင်ကန်းချီရဲ့အစိပ်ပိုင်းတချို့ဟာလည်းရှေ့တဲကိုနေမြုပ်သွားခဲ့ရပါတယ်အချင်းချင်းပြောပြရမယ်ဆိုရင်တော့ဖြင့်ရမာရိုဒီရဲ့မြောက်ဖက်မှာကောတုံတရစ် တိုင်းပြည်ရှိခဲ့ပါတယ်။တောင်ဘက်မှာတော့ဒရာဝတီရှိပါတယ်။ဂေါတွန်ဒရိကာမှဘရင်ဟာမင်းကျတရားနဲ့အညီမအုပ်ချုပ်ပဲနန္ဒကာညီနောင်တို့ဂေါတွန်ဒရိတိုင်းကြီးတစ်ခုလုံးကိုရေကစားဖို့ရာအတွက်ရေနစ်ဖြက်စီးခဲ့တာဖြစ်ပါတယ်။အဲဒီနဂါတို့ရဲ့ဖြက်စီးမှုကြောင့်ရေပြင်ပင်လေကြီးဖြစ်ခဲ့ရာကနေနောက်အခါမှာတော့နုံမြေတွေစုပုံလာပြီးနွန်တော်ကြီးဖြစ်သွားကြောင်းသိရပါတယ်။ဒါကြောင့်ဂေါတွန်ဂရစ်တိုင်းကအမှန်တကယ်ရှိခဲ့တာဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကိုကူးကွယ်နေပြီဖြစ်တာကြောင့်တတိယဒညဝတီနဲ့ခစ်ပြိုင်ဓမ္မမဟုတ်ဝေဒာလီခစ်စောပိုင်းနဲ့ခစ်ပြိုင်ဖြစ်ခဲ့မယ်လို့ပညာရှင်တို့ကသုံးသပ်ခဲ့ပါတယ်။ပရိသတ်ဂျီရိုအနေနဲ့ကဘလို့ထင်မြင်ကြလဲရှင်။ပရိသတ်တို့ရဲ့ထင်မြင်ချက်ယူဆချက်တွေကို comment box လေးထဲမှာဆွေးနွေးပေးသွားနိုင်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်တို့တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။